ါတော့ကျွန်တော်လူမှရှင်းနှောင်းလှည့်တဲ့နေ့ပေါ့နော်ကြည့်ပါဦးဖန်နေရအများကြီးပဲဗျာအားလုံးပဲမိကလာပါကျွန်တော်ဒီတစ်ခါမှာတော့သူ့အရန်ခြေတဲ့မာနအရန်ကြည့်တဲ့ဆိုပြီးတော့ဝေဖန်လာတဲ့ဖန်တွေကိုပြန်လည်တုတ်ပြန်လာတဲ့ဗကြီးရဲ့ record လေးကိုရရှင်လုပ်ပေးခြင်းပါတယ်ဆိုတော့ စားလျောင်များရေဆောင်မှုကိုရောက်သွားတဲ့အချိန်မှာအရန်ကိုပျော်ပြီးတော့အရန်ကိုဝမ်းသာနေခဲ့ရပါဘောနော်ဒါပေမဲ့ဒီကော့မန့်လေးတစ်ခုโอเคဒါတော့ပကြေပြန်လဲဖြည့်ချင်းထားတဲ့ဗီဒီယိုလေးပေါ့နော်မြင်လိုက်တဲ့အချိန်မှာအလူတစ်ခုရဲ့အောက်မှာမန့်ထားတဲ့ကော့မန့်တစ်ခုပေါ့နော်အာတခြားနုပညာရှင်နဲ့မန့်ထားတဲ့အောက်ကကော့မန့်တစ်ခုပေါ့အရန်စိတ်မကောင်းဖြစ်သွားတယ်ဒီအမကဘာကြည့်ပဲချိန်ရမြင်လို့ ီလိုတွေမှန်လဲပေါ့နော်ရင်ထဲမှာအရန်ဝမ်းနေဝါး။ပကြီးကိုရက်စောက်တစ်မျိုးလုံးကအရန်ပြုံးနေရပဲပြုံးနေရုံတွေမကောက်ဘူး။လုံးဆက်တမလူတွေကိုယေစုတင်ပါရင်နော်ယေစုတင်ပါရင်တော့ဆိုတော့ပြောပြောအမြဲတမ်းတလန်းလုံးပြုတ်လာခဲ့သူမမောဘူးလားမသိဘူးသူမျက်နာပြုံးချို့နေရပဲအဲ့လိုတွေအလူလန်းလျှောက်လာရဲ့တောက်လျှောက်မှာအဲ့လိုအတန်နေပဲကြာပကြီးလည်းတောက်လျှောက်ပြုံးထားရဲ့အာပကြီးဘေးနာကလေးတွေအစားအလုံးပြုံးထားနော်အမတော်အမှုပညာရှင်တမားတွေကဘလောက်ပဲရင်ထဲကပါပြီးပြုံးထား ခဲ့တော်ရှိတော့အမတော့ခေါင်းမူသွားတာပဲဖြစ်ဖြစ်ချော်လဲမလို့ဖြစ်သွားတာပါဖြစ်ဖြစ်အာဟိုပြုတ်ကြမလို့ဖြစ်သွားပြီအဲ့လိုမျိုးအခိုက်တန့်တစ်ခုမှမျက်နှာလေးနည်းနည်းလေးမဲ့သွားလို့ရှိလို့ရှိရင်တော့မှအပြင်မှာအဲ့ချိန်မှာဖြက်ခနဲမြင်တဲ့လူတွေကအမျိုးမျိုးအမတော့ဝေဖန်တက်ကြတယ်ကျွန်တော်တွေ့ရတဲ့လောက်ကသူအမြဲတမ်းပြုံးနေတာကိုပဲတွေ့နေရတယ်ဗျာအဲကြောင့်မို့လို့အတက်နိုင်ဆုံးလေတကယ်ကိုလည်းရင်ထဲနဲ့လှလိုက်လဲလဲနဲ့ကိုရဲစောက်မျိုးရလူကြီးမှာပကြီးပြုံးပြော်နေခဲ့တာဘာလို့အဲ့လိုမျိုးအသေးသားမျိုးနဲ့ ဟိုသူတို့ဘယ်ချိန်မှာတွေ့ပြီးတော့ဝေဖန်လိုက်လဲတော့စဉ်းစားလို့မရဘူးပေါ့နော်ပြီးတော့တခုပြောချင်တာကပကြီးအလှူလှဲတဲ့အချိန်မှာပကြီးအလှူလှဲတဲ့အလှူရှင်ကအာဦးကပေါ့နော်အဲ့ဦးလေးကကြတော့အရင်လဲသဘောကောက်ပါတယ်ဦးကကြလမ်းလျှောက်တာလည်းနည်းမြင်တယ်အာပကြီးကိုလည်းသွဲပါလို့လဲဟိုဟိုခွင့်မတောင်းထားဘူးပေါ့နော်နောက်တစ်ခုကကြတော့ပကြီးကလမ်းလျှောက်တဲ့အလှူလှဲ့ပြီးတော့လမ်းလျှောက်နေတဲ့အချိန်မှာပကြီးရရက်ပြီးတော့ကျွန်တော်အမေကိုပြောရရင်လက်တွေပါတွေ့တာမျိုးတော့မတွေ့ရဘူးပေါ့နော် ွန်ရိုက်ပေးရပါတယ်လာတဲ့အဲ့တမျိုးလုံးကထွက်ကြည့်တဲ့ညီမလေးတွေမောင်လေးတွေအတော်တွေအူလေးတွေအဲ့လူတွေအကုန်လုံးကိုပကြက်ဓာတ်ပုံရိုက်ရိုက်ပြီးရောဟိုလမ်းတစ်လျှောက်လုံးကိုဓာတ်ပုံရိုက်တဲ့နားပေးရတယ်ရက်ပေးရတယ်ပြုံးပြရတယ်နှုတ်ဆက်ရတာဆိုတော့အဲ့လိုမျိုးချိန်လုံးလက်တော့ ချိတ်ပြီးမတွဲထားဖြစ်ဘူးပေါ့နော်တချို့ကြီးကြတော့လည်းတချို့လူရှင်တွေကကြတော့ single လူမျိုးကြီးတွေဖြစ်မယ်အဲ့လိုမျိုးကြီးလက်တွဲသွားရရှိရဲအာအလူအနုအနုပညာရှင်တွေ ਨੇ ပကြီးဟိုဒါပကြီးအလူရှင်ကကြတော့ဒါဦးကကြတော့အရန်ကိုအေးဆစ်ဆစ်နေတဲ့တဲ့လူပုံသူပြောတဲ့ပုံစံကြီးကတလောက်ကတော့ဒါ single မဟုတ်တော့ဘူးဗျဖြစ်မဲ့ဖြစ်မဲ့လူမျိုးပေါ့နော်အာပကြီးတို့ဘာမှတောင်းဆိုတာမရှိဘူးအာလူလဲတဲ့အချိန်မှာပြုံးနေပြောရရည်ရမော single မဟုတ်ဆိုတာအလူတကာကြီးကိုပြောတာနော် ်အချီရီလုံးလုံးတော့မှဟိုရက်ဆောက်တစ်မျိုးလုံးကရီလုံးလုံးဆိုပြီးချစ်လိုက်တာအများတန်းပြုံးနေလို့အဲ့လိုပြောနေတဲ့အချိန်မှာဒီကောင်းမလေးတစ်ခုမြင်တဲ့အချိန်မှာပကြီးတော်တော်စိတ်မကောင်းဖြစ်သွားအဲ့ကြောင့်မို့ဒီရက်ဆောက်မှာပကြီးကိုပကြီးနဲ့စုံခဲ့တဲ့လူတွေဒီလိုကောင်းမမျိုးကလည်းတရားမှာတရားလောက်ပဲဖြစ်မှာပါပေါ်နေကြရတဲ့လူတွေဓာတ်ပုံတွေရိုက်ခဲ့တဲ့လူတွေအပြစ်မှပကြီးကိုမြင်ခဲ့တဲ့လူတွေအကုန်လုံးကပကြီး review လေးတစ်ခုအမှန်တိုင်းလေးဟိုရက်ဆောက်ကလူတွေဆိုလို့ရှိရင်ပကြီးကိုတွေးခဲ့တဲ့လူဆိုလို့ရှိရင် review လေးတစ်ခုလောက်ရေးပေးပါလားရှင်အရင်ထဲမှာအများကြီးပြုံးပြော့ခဲ့ပြီးပါမှာဒီ comment လေးတခုဆိုအရင်ရင်ထဲမှာမကောင်းဖြစ်တယ်ဗောနော်အရင်ဝမ်းနဲ့မိတယ်ကိုကိုဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းအောက်က comment မှာရေးပေးတော့ပါအောင်ခင်ဗျာလေဘာတင်ဖြစ်လဲဆိုတော့ လူတယောက်ကိုလျှက်တစ်ပြက်တွေ့လိုက်တဲ့အချိန်မှာဘယ်တော့မှဝေမဖန်မိစေရဲဆိုရဲအတွေ့အလေးလဲဝင်လာရပေါ့နော်အဲ့တော့ဝေကောင်းစားလာနဲ့စိုက်ကားပေါ်မှာစိုက်ကားစိုက်ကားစီးလိုက်ပြီဆိုတာနဲ့သူကတော့ရက်ွက်ထဲအဆင်ပါလို့တော့တွေးလို့မရတယ်လို့မျိုးသမီးတယောက် KTV တွေကနေထွက်တာနဲ့သူက KTV ကလုံးလုံးတဲ့မိမပါလို့သူဆုံးဖြတ်လို့မရဘူးပေါ့အဲ့တော့ဒီဟိုကိုဆိုလို့ရှိရင်ပကြီးကလေရဲစောင်းမျိုးကနေပြောလာပြန်လာတဲ့အချိန်မှာလေ ဘာကြည့်ဘယ်လိုပြောကြရဲတက်တော့မှာလေ review တွေအများကြီးရေးကြရဲဟာမြူကြီးကရီမောပြီးပြုံးပြုံးဒီလိုအများကြီးပြင်ဆိုအရန်ပီတီဖြစ်ပြီးနောက်တစ်ခေါက်တော့မကြည့်ထက်သွားခြင်းနဲ့ပျော်ပျော်ရဲပေါ့နော်အဲ့လိုမျိုးအချိန်မှာဒီမက်လေးတစ်ခုကိုမြင်ရတဲ့အချိန်မှာရင်းနှင်းမှလေးစို့သွားရဲပေါ့နော်အဲ့တော့အတိတ်ပြားတစ်ခုလည်းရရဲလူကြီးကိုလျှက်တစ်ပြက်တွေ့ရဲ့အချိန်မှာဟိုသူ့ရဲ့ character အနေထားကိုမသိပဲနဲ့ လူတွေမုံဝေဖန်မိဖို့ပေါ့နော်ကိုကိုတိုင်လဲစင်ချင်းမိရယ်အာနောက်ပြီးတော့အဲဟိုပါပေါ့လူတယောက်ရဲ့အကြောင်းကိုမသိဘဲနဲ့ကိုမြင်လိုက်တဲ့တကင်တင်္ကာလေးမှာအဲ့လူကိုသူပြောချင်တဲ့တဲ့ဘက်ကအဝေဖန်မစောမိဖို့ပေါ့နော် ဖန်ဖို့ပေါ့နော်ပကြီးတို့အလူပြသမားဘယ်ဖြစ်ဖြစ်အပြင်လူပဲဖြစ်ဖြစ်ပကြီးတို့ကိုယ်တိုင်လည်းစင်ကြရမှာပေါ့နော်ကိုကိုကိုတော်မှအရင်ဟိုအော်ငါ့ကိုဒီလိုမျိုးကြီးပျော်ကြတာအောင်မြင်တော့အော်ဝမ်းသာကြည်နူးရဲဆိုကိုကိုပျော်လို့တော့မစုံလူကြီးကကိုယ့်အချစ်ခင်ပျော်ဒီလိုလူမျိုးတယောက်ကတော့ပေါ်လာတာပဲလေအဲ့တော့ဘယ်တော့ဘယ်ရှုထောက်မှာဘလို့မြင်နေတော့ပကြီးလည်းမပြောတတ်ဘူးပေါ့နော်ပကြီးဆိုလို့ရှိရင်ဒီဖခင်ဖုန်းเจ้าဘုတ်တက်ခန်ကြီးခြေတော့ခောက်ပြီးချော်လဲမလို့ဖြစ်တဲ့အချိန်မှာဒီ ဘောကြေကနေပြီးတော့ခြေထောက်လဲသွားခြေထောက်ကိုပြန်ရှာပြီးသွေးထွက်နေရတာမှပြည့်အပြုံးမပြက်ပဲနဲ့ပြုံပြုံလေးပဲလျှောက်လာခဲ့ရတာမှဒီလူမျိုးလေးပြောတဲ့လူသူခြေထောက်ခောက်ပြီးတော့နာသွားတဲ့အချိန်မှာပဲမြေးလိုက်လာမသိဘူးဗျာဒီတည်းပေါ်တော့အဲ့ဒါပုံသာကြည့်ရတကယ်ကိုပြည့်ကိုစုံခဲ့ပြီးရလူရှိလို့ရှင်ဒီအပြင်မှာဘလို့လဲဆိုတော့ကောမန့်လေးတချောင်းလေးပဲဖြစ်ဖြစ်ဝမ်းနဲ့နေရတဲ့အချိန်မှာအားပေးပါအောင်လို့